ဒီနေ့ခံယူမဲ့နှုတ်ကပတ်တော်ရဲ့ကောင်းစဉ်ကတော့ heart of worship ကိုးကွယ်သောနှလုံးသား amen ဒီနေ့ကျွန်တော်တို့ရဲ့နှလုံးသားတစ်ခုပဲရှိတယ်အပိုမပါဘူးအဲ့တော့အရှိရဲ့နှလုံးသားလေးကဘာနှလုံးသားလို့လူတွေကသတ်မှတ်တယ်လဲအထူးသဖြင့်ဖခင်ခင်ကရောကျွန်တော်ကျမရဲ့နှလုံးသားကိုဘယ်လိုနှလုံးသားလို့သူသတ်မှတ်မလဲညညူးသောနှလုံးသားလို့မသတ်မှတ်ဘဲကိုးကွယ်သောနှလုံးသားလို့သတ်မှတ်သောနှလုံးသားပိုင်ရှင်များဖြစ်ပါစေ amen amen heart of worship ကိုးကွယ်သောနှလုံးသားဒါမှမဟုတ်ဆိုရင်ပထမဆုံးခန်းကြီး16အငယ်23ကိုရှေးဥစွာဖတ်လို့ပါတယ်ဘုရားခင်ထံတော်ကသိုးသောဝိညာဉ်သည်ဖတ်ရအောင်ဘုရားခင်ထံတော်ကသိုးသောဝိညာဉ်သည်ရှောလူပေါ်မှာရောက်တော်ခါအဝိဒီဆောင်းကိုယူ၍တီးသဖြင့်သိုးသောဝိညာဉ်ထွက်သွား၍ရှောလူသည်တက်တာလျက်ပဂတိကျမ်းမာလျက်ရှိတည်း။ဝေါ့။ music ရဲ့တကူကအရန်ကြီးတယ်နော်။ဟိုရင်တော့ကျွန်တော်တို့ဆယ်တန်းចောင်းသားဘွားတို့ကຫນွေရာတီနော်ຫນွေဥကာလ နွေပေါက်တော့အဲ့မှာကျွန်တော်တို့ကတကယ်ပဲအလွမ်းသရှင်နေဟိုးလပိစံဖွင့်နေစာမကြည့်ရှင်ကြည့်ရှင်ကြည့်အိမ်ငှက်ရင်းနေကြည့်နော်အဲ့ဒီသရှင်နေပြန်ကြားတဲ့ကောင်မအဲ့တုန်းကမူကြီးပြန်ပြန်ဝင်လာတယ်နော်ဟာစာမကြည့်ရှင်ကြည့်ရှင်နေကြည့်လေအဲ့တုန်းကစာမွေးကိုအမှန်များများနဲ့အောင်ရင်ကိုလှုပ်ချင်တဲ့အရာကိုရောက်ချင်တဲ့အတန်းနေရောက်နိုင်မယ်ဆိုတဲ့ concept ကိုဒါတိတိပိုနားလည်ခဲ့ရင်ပိုစူးစမ်းမိမှာပဲဒါမဲ့လည်းအဲ့ဒါနားမလည်တာလည်းကျေးဇူးတော်ပဲမဟုတ်လို့ရှင်ကျွန်တော်တို့လမ်းကြောင်းတွေမားရင်မားနေမှာနော် ခုလောက်ဆိုကျွန်တော်ဆိုရင်တက်ကတူပါမောက်ခရတွေပဲဖြစ်ဖြစ်မှာကျွန်တော်ကကျွန်တော်စိတ်ကူးထားတာ PhD ရအောင်ယူမယ်လုံးဝကျွန်တော် education မှာကျွန်တော်ထိတ်ကိုရောက်ချင်တာဒါပေမဲ့ဘုရားရဲ့ကျေးဇူးရောကြောင့်ကျွန်တော်ဆယ်တန်းကိုခါကွေးနေပဲအောင်တယ်ဘီနေပဲအောင်တယ်နော်ပထမနေ့ကျွန်တော်ဆောင်းဝဲဖြူကိုမေ့သွားတာခုနှစ်ရက်လိုချာမှာဟာဆောင်းဝဲဖြူရမယ်ဆိုတတိယအပေါ်မပြောတကယ်မေ့သွားတာဆောင်းဝဲကိုအဲ့တော့ခုနှစ်ရက်လောက်အလိုမှတရက်ကိုတပါတာနှုတ်နဲ့ကြည်တာကျေးဇူးတော်ပဲအောင်တော့အောင်သွားတယ် ဲကနေကျွန်တော် GTI ဝင်သွားတယ်။နောက်မှကျွန်တော်ဘွဲ့တွေဘုရားကျေးဇူးတော်ကြောင့်အာဘွဲ့၄၅၆ခုရရှိတယ်ဘုရားကျေးဇူးတော်ကြောင့်ဒါတွေကဘုရားဘုရားကြောင့်ပဲဖြစ်တယ်ကျွန်တော်ကြောင့်မဟုတ်ဘူး။ဟာလေလုယာ။ဒီနေ့သင်ကသာဆန္ဒရှိမယ်ဆိုရင်ဘုရားခင်ကအလိုရှိစေခြင်းက၎င်းတင်းကိုထည့်ပေးတဲ့ဘုရားကအကျင့်ကျင့်နိုင်သောအခွင့်ကိုလည်းဘုရားပေးပါစေ။ဟာလေလုယာ။အာမင်။အဲ့တော့ music ရဲ့တကူကတိတ်ရေးကြီးတယ်။အဲ့ဒီတုန်းကလွမ်းဆွေးခဲ့တုန်းက music ကိုပြန်ကြရင်ဘသူလွမ်းမှမတူတာမဲ့လွမ်းတယ်လို့ဖြစ်သွားတယ်။ စိတ်သက်ကြချက်ချိန်တုန်းကတခြင်းကိုကြားမြင်စိတ်သက်ကအလိုလိုကြသွားတတ်တယ်ဒါပေမဲ့ကိုးကွယ်သောတခြင်းကြားပြီဆိုရင်ဘယ်ချိန်မှဖြစ်ဖြစ်ဝိညာဉ်ကပြန်တက်လာတယ်ဟာလေလုယာအားနေတဲ့ခါမှာသင်အရန်ကြက်ခဲ့တဲ့ကိုးကွယ်ခဲ့ပြီးတဲ့ရှင်တပုတ်ကိုမဆူနိုင်အောင်မှာမဆူနိုင်တော့တဲ့အချိန်ရောက်အောင်မှာတခြင်းဖွင့်ကြည့်လိုက်ပါအဲ့ဒီကိုးကွယ်သောတခြင်းကကျွန်တော်ရဲ့နှလုံးသားထဲမှာနေရယူလာတဲ့ခါမှာအားပြေလာဟာလေလုယာသာရပြားကိုမျောလင့်တော်သူမူကအားပြေကြလိမ့်မည်အာမင်ဒါကြောင့်သင်အားတဲ့ချိန်မှာ ဘသူမှအတင်းကိုမဆောင်ကြည့်တဲ့အချိန်မှာအတင်းဘာတခြင်းနေနားထောင်တယ်ဆိုတာရေးကြည့်ရဲ့သင်တယောက်တည်းရှိတဲ့ခါမှာဘလို့တခြင်းမျိုးကသင်ရဲ့အချိန်တွေကိုကုန်ခန်းစေတယ်လဲဆိုတာသိရေးကြည့်ရဲ့တချို့ကတော့အရန်အရန်ကို extreme ဖြစ်ပြီးတော့မှလောက်ဆောင်လုံးဝနားမထောင်ဘူးအဲ့လိုမျိုးပြောတဲ့သူတွေရှိတယ်လေးစားပါတယ်ဒါပေမဲ့ကျွန်တော်အထူးသဖြင့်ညီမပြီမှာဆိုရင်လပိဆိုင်ထိုင်ရင်ဖျားရှင်းဖွင့်တဲ့လပိဆိုင်ကရှားပါတယ်အဲ့တော့အနားမှာဖွင့်နေတာ ဆိုတော့သူတို့တချင်းတွေဝင်လာပေမဲ့လေကျွန်တော်တို့ကတကူးတကားကြည့်နော်ကျွန်တော်တို့ဖုန်းထဲမှာကြည့်လိုက်တဲ့ချင်း list က favorite ထဲမှာအကုန်လုံး love song တွေပဲအလွမ်းသချင်းတွေပဲအဲအဲ့ဒါနဲ့တော့မတူသေးဘူးပေါ့နော်ကျွန်တော်တို့ဒီပတ်ဝန်းကျင်မှာနေထိုင်ရတဲ့အတွက်ဖွင့်လို့ကြားတာနဲ့တကူးတကားနားထောင်တာမတူသေးဘူးကျွန်တော်မေးချင်တဲ့မိကုံကအတင်းတယောက်တည်းရှိတကားဘလို့သချင်းမျိုးကအတင်းနှလုံးသားကိုအမြဲတမ်းနေရာယူတယ်လေမဖြေပါနဲ့ဒါပေမဲ့ကိုယ့်အကူပြန်စင်စားရအောင်အာမင်ဒါကြောင့်သချင်းရဲ့တကူးကတည်ရည်ကြီးဒီနေရာမှာဒါဝိဒ်ကဆောင်းကိုယူပြီးတီးလိုက်တဲ့ခါမှာ ရှောလူကတက်တာပြီးတော့ကျမ်းမာသွားတယ်။ဒါကြောင့်သင်တိခတ်ခြင်းသင်ပြီးဆိုခြင်းကလူတွေကိုကျမ်းမာစေတော့တိခတ်ခြင်းဖြစ်ပါစေ။လူတွေကိုတက်တာစေတော့ကိုယ်ွယ်ခြင်းဖြစ်ပါစေ။ထာဝရဘုရားထံကနေသိုးတော်ဝိညာဉ်လို့ပြောတဲ့အတွက်ဘုရားကသိုးတော်ဝိညာဉ်ကိုထည့်ပေးသလားလို့ပြောစရာရှိပါတယ်။ဒီညမှာတော့အနည်းငယ်ကျွန်တော်တို့ရှင်းရအောင်။ရှင်းရှင်းလင်းလင်းဖြစ်သွားအောင်ဝိညာဉ်တော်ဘုရားမဆာပါစေ။အာမင်။ယောနာကမနာခံပဲနိနေဝေဝင်သွားပဲတာရှုသွားတဲ့အခါမှာလေမုန်နိုင်တွေက ဖះကစေလွတ်တာမဟုတ်ပေမဲ့ဖះခွင့်ပြုလိုက်တဲ့အခါမှာမနာခံခြင်းနဲ့သွားတဲ့သူရဲ့တက်တာမှာလိုင်းတဘိုးရောက်လာတတ်တယ်။အဲ့ဒါကိုဖះကခွင့်ပြုလိုက်တဲ့အခါမှာတို့ပင်လယ်ထဲကိုပစ္စည်းတွေချလဲမထူးခြားသွားဘူး။အော်တို့ရဲ့ဝင်စီဆိုတွေချတယ်သင်္ဘောပေါ့သွားရင်ငါတို့တက်တာမလားမထူးခြားဘူး။အဲ့မှာယောနာကမင်းတို့ဘာမှလုပ်မလဲငါ့ကိုသာပစ်ချလိုက်တဲ့ငါကတရားခံပါတဲ့နော်။ဆိုတော့အဲ့ဒီလိုပဲအထောမန့်လို့ခေါ်တဲ့ဆုံးမခြင်းဝိညာဉ်ကိုပြောတာဖြစ်တယ်။ ဘုရားကကျွန်တော်တို့ကိုဒဏ်ခတ်တာဘုရားကကျွန်တော်တို့ကိုဒုက္ခပေးချင်တာမဟုတ်ပဲねသူကအကြိမ်ကြိမ်ခွင့်ရေးပေးပြီးတော့မှမနာခံတဲ့ခါမှာ तू ခွင့်ပြုလိုက်တဲ့လေမုံတိုင်းယောနာရဲ့လေမုံတိုင်းလို့ तू ခွင့်ပြုလိုက်တဲ့ရှောလူထဲကိုဝင်တဲ့သိုးတော်ဝိညာဉ်ဘုရားခင်ကတော့เนาะသိုးတော်ဝိညာဉ်ကိုထည့်ပေးတာမဟုတ်ねဘုရားခွင့်ပြုထားတဲ့ဆုံးမခြင်းပေါ့တနည်းအားဖြင့် ဒါပေမဲ့ဘုရားချစ်စရာကောင်းတာအဲ့ဒီလိုစိုးညစ်တော်ဝိညာဉ်ရောက်လာတဲ့ခါတိုင်းမှာကိုးကွယ်တယ်ဆိုရင်တော့သူကစုပ်ကင်မထားဘူးကိုးကွယ်တော့သူရဲ့နှလုံးသားကိုတိတ်လို့ချင်တဲ့ဘုရားဖြစ်တယ်။ဒါဝိကိုးကွယ်တာနဲ့ရှောလူစီကနေနှစ်ဆိုးကထွက်သွားတယ်။ဒီနေ့တဲ့အိမ်မှာကိုးကွယ်တော့သူတင်းတယောက်တည်းရှိပါလေစေ။တိမိသားစုဝင်တွေကိုနောက်ဆက်တော့နှစ်ဆိုးကိုမောင်းထောက်နိုင်မှာဖြစ်ပါဒါဟာလေလုယ။သင်ကသာစစ်မှန်စွာကိုးကွယ်တယ်ဆိုရင်တင်းပတ်ဝင်းကျင်မှာရှိသောစိုးတော်ဝိညာဉ်တွေကနေရာရမှာမဟုတ်တော့ဘူးအာမင်။ဒါဝိကဆောင်းဝန်ယူတယ်တီးတယ်စိုးတော်ဝိညာဉ်ထွက်သွားတယ်။ရှောလူဒီတက်တာပြီးပဂရိကျမ်းမှာလည်းရှိတယ်။ မတဲထဲမှာသောသောဝိညာဉ်ကထွက်သွားပြီးတဲ့ခါမှာသူကတွေးချောက်တော့ရက်ကိုရှောက်သွားပြီးဘယ်မှာမှနေစရာမရှိတော့ပြန်လာကြည့်တော့ခုနသူထွက်ခဲ့တဲ့နေရာကအရန်ကို renovation လုပ်ထားတော့အရန်ကောင်းနေတော့သူကသူ့အဖော်တွေကိုခေါ်ပြီးတော့မှပြန်ဆိုးသွားတယ်ပိုဆိုးတယ်တဲ့ရှောက်လူလဲလို့ပဲမကြာခဏသောသောဝိညာဉ်ထွက်သွားပြီးသူတန့်ရှင်းသွားတယ်လွတ်မြောက်သွားပြီမဲ့ဖျားကိုနေရမပေးဘူးသူ့နှလုံးသားမှာသူကမနာလိုခြင်းဒေါသရှောက်လူအထောင်တောင်ဒါဝိအတောင်တောင်ဆိုသူအရန်ဒေါသထွက်တာဒီနေ့ တင့်ဘေးမှာရှိတဲ့သူချင်းမြောက်ချင်းခံရတာတင့်ခွဲတိုင်းရော့သွားတာမဟုတ်ဘူးသူ့ရဲ့စိုက်ပျိုးခြင်းရဲ့ရည်သိမ်းခြင်းပဲဖြစ်ပါတယ်ဂေါလျက်ကဒါဝိဒ်ကိုစိန်ခေါ်တာမဟုတ်ဘူးဂေါလျက်ကထာဝရဘုရားနာမကိုစိန်ခေါ်ပြီးထာဝရဘုရားရဲ့လူမျိုးတော်ကိုစိန်ခေါ်တာရှောလူကတေချာတယ်ကျွန်တော်ထက်တော့ရက်ရှိမှာဘာလို့ဆိုတော့ तू ကလူသားအားလုံးထက်ဣတသားလူမျိုးတွေအတွက်ခေါင်းတလုံးတာတယ်လို့ပြောတယ်အဲ့တော့ तू ရဲ့ weight तू ရဲ့တကူ तू ရဲ့အရှိန်ဟာမနေဘူးနော်ဒါပေမဲ့ तू ကအခွင့်အရေးကိုလက်လွတ်သွားတယ်။ तू ထွက်လာပြီးတော့မှဟေးဖះနာမောက်ကျင်းပါဘယ်ကောင်လဲကွာ ဆိုပြီး तू ထွက်လာပြီးတော့ခြေမုံးလို့ရရတဲ့တန်း तू ကနောက်မှာကွယ်လိုက်ပြီးတော့မှဘသူမိုက်တဲ့ကောင်ထွက်သွားလိုက်တမီပေးမယ်ဆုလက်တွေချပေးမယ်အခွန်ကောက်တွေမကောက်တော့ဆိုပြီးတော့ तू ဟာ तू နောက်ရှောင်လိုက်ပြီးတော့မှ तू က sacrifice လုပ်မဲ့စာအခွင့်ရေးတမဖြစ်သွားတယ်ဒီနေ့ဒီအရေးကြုံရဲ့နောက်မှာပုံပုံနေတဲ့ तू မဟုတ်ဘူးဘုရားရှင်ကောင်းကြီးပေးပါစေအခွင့်ရေးကိုလက်မလွတ်နဲ့အခွင့်ရေးဆိုတာကနော်တာတာရရမလာပဲနဲ့ဒီခါလေးမှာစိန်ခေါ်မှုနဲ့အတူလာလာတက်တယ် ်တခါလေးမှကျွန်တော်တို့စာမဲဝဲနဲ့အတူလာတက်တယ်ရှောလူကတော့ជីជីမာမာသူဆုံးရှုံးတာဘာမှမရှိဘူးသူသမီးရအွယ်ရောက်ရင်သမီးကညာအခါမလင့်စင်းနေဆိုတို့သူအပြိုကြီးဖြစ်မှာဆိုတို့ပေးစားတာဖြစ်မှာပေါ့သူသမီးကိုအဆုလက်တွေဆိုလိုက်သူသူ့ရဲ့ဘယင်နန်းတော်မှာဆုလက်အများကြီးပဲကျွန်တော်အဖေဆိုရင်ဒီစတိုင်းတိုင်းမှာသူသမီးတက်လုပ်ငန်းမှာသူအရာရှိတောက်ဖြစ်တဲ့ခါမှာဘာလေးပဲခွင့်လေးပဲလာတင်တင်လက်ထိုးတာမျိုးမဟုတ်ဘဲနဲ့နော်ဒါမှမဟုတ်ရှင်တည်င်းကျွတ်ဆိုရင်ဆရာကြီးအဖေကိုသူတို့ချစ်ကြတော့မုံမုံလေးလာပို့အဲ့လိုမျိုးလက်ဆောင်လေးလာပို့ဆိုရင်စားမကုန်ပဲ ဒါရိုးရိုးတာမန်အရာရှိတယောက်လူတွေချစ်ချင်းခံရတဲ့လူ၄000လောက်ရှိတဲ့စက်ယုံရဲ့စက်ယုံမှာအကြီးဆုံးမန်နေဂျာတယောက်အနေနဲ့လက်ဆောင်ရတာမနေဘူးမုံနေဆိုကျွန်တော်တို့မစားနိုင်ဘူးမိုတက်တယ်အဲ့လောက်ထိအဲ့တော့ကျွန်တော်တို့ရပြီဆိုတာနဲ့ကျွန်တော်တို့ပြန်ပြန်ဝေပေးတယ်အဲ့ဒါတာမန်အရာရှိတယောက်ပဲဆိုတော့ရှင်မြင်တယောက်အနေနဲ့သူ့မှာဆုလက်ဆိုတာအပူတွေပဲအများကြီးပဲသူ့အများကြီးထဲကတချို့ကိုငါပေးမယ်လို့ပြောတာပဲအခွန်အကောက်ဆိုတာတကယ်တကယ်ကကျွန်တော်တို့စီကကောက်မရအောင်မကောက်တော့ဆိုတာ तू ဘာမှမရှုံးတကယ်တကယ်ကမင်းတို့စီကမကောက်တော့ဆိုတာလေးပဲ तू ပေးလိုက်ရတာဘာမှမရှိဘူးဒါဝိကတော့မဟုတ် အသက်အတွက်အသက်ကိုသူကပေးတယ်ဟာလေလုယ။အဲကြောင့်ဒါဝိအတောင်းတောင်းဆိုတာထက်အမှန်တကယ်ဆိုရင်ရှောလူအထောင်းထောင်းရှောလူအထောင်းထောင်းပေးเสียမလို့ရှောလူကို minus ပေးရမှာတကယ်တကယ်။ဖခင်သူ့ကိုယုံကြည်လို့သူ့ကိုခေါင်းတစ်လုံးတာခွင့်ပေးထားတယ်ရှင်ပြန်ပထမဦးဆုံးဣတွေလရှင်ပြန်ကျွန်တော်ဒါဆုံးဖြတ်လို့ရမှာဆိုရင်ရှောလူ minus minus ဒါဝိအတိမ်အတိမ်အတန်တန်လောက်ရမှာနော်။အခုကသူ့ကို still ထောင်းပေးတော့မယ်နော်။ယေရှုတင်ရမှာတကယ်တကယ်။ငါဘာမှမလုပ်ဘဲနဲ့ရှက်စရာကောင်းတော့အထောင်းထောင်းရတာအောင်ယေရှုတင်ရမှာ။ဒါမဲ့ရှောလူအထောင်းထောင်းဒါဝိအတောင်းတောင်းဆိုအရန်ဒေါသထွက်တယ်။ ဒီနေ့ကျွန်တော်တို့ရဲ့ဒေါသကကျွန်တော်တို့ရဲ့ကောင်းချီးကိုလူယူတတ်ပါတယ်ရှောလူကသူစိုးသောဝိညာဉ်ထွက်သွားပေမဲ့အဲ့ဒီထွက်သွားအောင်လှုပ်ပေးတဲ့ထွက်သွားအောင်ကိုးကွယ်ပေးတဲ့ဒါဝိတ်ကိုပြန်ပြန်တတ်ဖို့သူကစူးစမ်းနေတာဒါကြောင့်ရှင်းပြန်ဟန်နဲ့နောက်ပြန်ကျွန်တော်နိုင်ကြည့်တဲ့ခါမှာပူပူစိုးလာတယ်ရှောလူကဓမ္မဆိုပထမဆုံးအခန်းကြီး16အငယ်14ကိုကြည့်ရအောင်ထာဝရဘုရားဝိညာဉ်တော်သည်ရှောလူမှထွက်သွား၍ထာဝရဘုရားထံတော်ကစိုးသောဝိညာဉ်သည်နောက်ဆက်တည်း ရှောလူကြီးကျွန်တော်ကယခုမှဘုရားခင်ထံတော်ကစိုးသောဝိညာဉ်သည်ကိုရော့ကိုနှောက်ရက်တက်ပါ၏ခါစားသောကိုရော့ကျွန်တော်သည်တာယာစွာစောင့်တိတတ်သောသူကိုရှာဖွေရမည်အကြောင်းအရှင်အမိန်တော်ရှိပါဒါတော့ဘုရားခင်ထံမှစိုးသောဝိညာဉ်လာတော့ကသူသည်စောင့်တိသဖြင့်ကိုရော့သည်ချမ်းသာရတော်မူမည်ဟုလျှောက်လျင်ရှောလူကတာယာစွာတိတတ်သောသူကိုငှဖို့ရှာဖွေ၍ငှထံသို့ခေါ်ခဲ့ကြဟုကျွန်တော်တို့အားမိန်တော်မူသောဒီမှာခဏရထားအောင်ဘုရားကိုကိုးကွယ်တဲ့ခါမှလေးကျွန်တော်တို့က ဖြစ်တယ်လို့ကိုယ်ကလည်းမြောက်တာယာစွာနာပြောဝယ်ဖြစ်တော့အကောင်းဆုံးသော music တွေကိုဖန်တီးရတယ်ဗျ။ဒါကြောင့် HIC တင်းတော်မှာကျွန်တော်တို့တရှင်းတပုတ်ဆိုခြင်းနဲ့ဆိုရင်အမျိုးမျိုးစီစစ်တယ်။စိတ်တော့မရှိပါနဲ့။ရှင်းစာသားမရဘဲနဲ့ကျွန်တော်တို့ဒါမှမဟုတ်ရှင်းကိုတီချာမပိုင်နိုင်သေးဘဲနဲ့တချင်းကိုကျွန်တော်တို့တီချာမရဘဲကျွန်တော်တို့တီဆိုခွင့်မပြုသလိုတစ်ခါလေးမှဘယ်တချင်းမှမသိဘူးဘီယာကြောင်ညာလို့လို့ဟိုဟာလို့အချိုးပြုတချင်းလို့လို့ဘယ်ဖျားတချင်းလို့တော်တော်လေးကိုပြောယူရမယ်ဟိုနာမျိုးကိုလည်းကျွန်တော်တို့က ပလင်မှာတည်ဆောက်ခွင့်မပြုဘူးဆိုတော့ HIC စီကံကြီးလွန်းတယ်လို့မထင်စေချင်ဘူးဘုရားခင်ကအလွန်ကောင်းတော်ဘုရားဖြစ်တော်ကြောင်းအလွန်ကောင်းတော်တည်ကြည်တာနဲ့ကိုးကွယ်နေတာဖြစ်ပါတယ်အာမင်ယနေ့ဒီပူဆောင်တော်ဘုရားလက်ခုပ်တီးတဲ့ကြီးမွားရအောင်အာမင်ဒီနေရာမှာသာယာဆိုတာတည်တတ်တော်သူကိုငါဖို့ရှာဖွေ၍ငါထံသို့ခေါ်ခဲ့ကြတယ်ဆိုတော့ဒါဝိကသူကဝါသနာရှင်စစ်မဟုတ်သူကသာယာဆိုတာတီးတက်တော်သူဖြစ်တယ် HIC ရဲ့ musician များဝါသနာရှင်တွေကိုလည်းကြိုးဆိုသလိုတာ၍တာယာဆိုတာတီးတက်တော်သူများဖြစ်ဖို့လည်းဘုရားရဲ့ကောင်းကြီးပေးပါစေအာမင် ကျွန်တယောက်ကအဲ့မှာကျွန်တော်တွေ့ဘူးတဲ့ဘက်လင်မြို့သားရေရှဲရဲ့သားစောင်းတီးတော့အတက်ရဲရင်ချင်းအစွမ်းသတ္တိနဲ့ပြေဆုံးပြီးစစ်မှုနဲ့လကောင်ပညာစကားနဲ့ကောင်လိကျပါ යි အစင်းလဲလာပါ යි ဒါတော့ဖျားစီသူနဲ့အတူရှိတော်မူ၏ဟုရှောက်တော့ကြောင်းရှောလူကရေရှဲရှိရာသို့လူကိုစေလွတ်၍တိုးတိန်ဖြစ်တော်သည်ဤသားဒါဝိကိုငှတ်ထံသို့စေလွတ်ရမည်ဟုအမိန့်တော်ရှိ၏အဲ့ဒီအဖြစ်ပြက် မတိုင်ခင်လေးမှာဒါဝိရဲ့အိမ်ကိုရှမွေလာရောက်လာတယ်ရေရှဲစီကိုရောက်လာပြီးတော့မှဖျားခင်ကရှင်ပြင်ခဲ့ ရှောလူရဲ့ဘေးကိုနှုတ်ယူလိုက်ပြီတဲ့။တင်းကိုဖယ်ရှားလိုက်ပြီ။ငါနှလုံးသားနဲ့တွေ့တော်သူကိုလိုက်ရှာမယ်လို့ပြောတဲ့အခါရှမွေလာကဘာပဲပြောပြောလက်ရှိရှင်ပြေလက်ရှိအာနာရှင်ကရှောလူဆိုတော့ရှောလူကိုသူကကြောက်ရတယ်။ကျွန်တော်သူကဖယားအောင်မေးတယ်ကိုတော့ကျွန်တော်ရေရှဲရင်သွားရင်ဘယ်လိုပြောရမလဲတဲ့။ဖယားကလည်းနော်ကျွန်တော်တို့လူကာထဲမှာပြောထားသလိုတရားခွင်၌ဘာပြောရမလဲဆိုတာသင်တို့နှုတ်နဲ့ငါထည့်ပေးပဲ။ဒါကြောင့်စကားတတ်တိုင်းရှောင်မပြောနဲ့ဖယားပြောခိုင်းတာပဲပြော။ဟာလေလုယာ။ တင်းရဲ့သတင်းနဲ့ပြောတဲ့အခါမှာအရန်ဩဆရာကပြောတယ်ရဲရင်ဆိုပြောမှဆိုအကုန်ပြောချလိုက်အလုပ်ပြုတ်နေဦးမယ်နော်တတိလေးထောင်းဝိညာဉ်တော်ဖျားပြောခိုင်းတာပဲပြောပါဟာလေလုယအဲ့တော့ရှောလူကိုဘယ်လိုပြောရမလဲဒါမှမဟုတ်ရှင်သတင်းကပြန့်သွားမှဆိုတော့ဘယ်လိုပြောရမလဲလို့ဆူတောင်းတဲ့အခါထာဝရဘုရားကရှမွေလောက်ဘယ်လိုပြောလဲဆိုတော့နွားမတန်းတကောင်ယူသွားပြီးတော့ရစ်ပူစော်မယ်လို့ပဲပြောတဲ့ရပြီဆိုတော့တခါလေးမှာဘုရားခင်ကိုရစ်ပူစော်ခြင်းအိမ်ကိုရောက်လာခြင်းဟာအိမ်မှာကျေးဇူးတော်ချီးမွမ်းခြင်းပူဇော်တာဟာရှင်ပြန်ပိတ်သိက်တက်ရောက်ဖို့လည်းဖြစ်နိုင်တယ်ဟာလေလုယာ ဘုရားကများများမပြောတခါလေးမှာအဝေးကြီးကိုကြိုမပြောဘူးရစ်ပူဇော်မယ်လို့ပဲပြောလိုက်တယ်ဆိုလိုတာကရစ်ပူဇော်တော့သူဟာဘုရားရဲ့ဘုန်းတော်ထင်ရှားစေတယ်တွားရလမ်းကိုလည်းညွန်ပြမယ်ဘုရားဖြစ်ပါတယ်လက်ခုပ်တီးလက်ဖျောက်ချင်းမရအောင်ဒါကြောင့်နှစ်စင်တဲ့အတိုင်းကျွန်တော်တို့မြန်မာပြည်မှာဆိုကိုယ့်အိမ်နဲ့ကိုယ့်ရာနဲ့နေကြရလို့ဆိုရင်ကျွန်တော်နှစ်တစ်စုတောင်းနေခေါ်ကြတယ်။ဟာဆရာတွေကိုဖိတ်ကြတယ် home visit ခေါ်ကြတယ်။ဘာလို့လဲကျွန်တော်ရစ်ပူဇော်ခြင်းမှာဘုရားရဲ့ကောင်းကြီးရှိတယ်။ Amen ။ ယေရှေကအဲမှာမုန်တင်တဲ့မြေးတွေစပြည့်ဘူးတွေစိတ်တငယ်ယူပြီးတော့မှမိမိသားဒါဝိဒ်တွင်ရှောလူစီကိုထည့်ပေးလိုက်တယ်ဒါဝိဒ်ကိုထည့်ပေးလိုက်တယ်အဲ့ဒီဟာလက်ဆောင်တွေကိုဒါဝိဒ်ကလည်းရှောလူစီရောက်တဲ့ခါမှာခါစားတဲ့ခါရှောလူကအလွန်ချစ်၍လက်နက်တော်ဆောင်အရာ၌ခံထား၏ဆိုသူများပြောနေမှောက်ပဲနဲ့ဒီဖီးယားရဲ့မျက်နှာသာတွေ့တဲ့ဒါဝိဒ်ကိုရှောလူတွေ့တဲ့ခါမှာချက်ချင်းသဘောကျသွားပြီးတော့မှသူ့ကို အာမဘယ်လို့ခေါ်တဲ့လက်နက်ဆောင်လူလင်ပေါ့ ်တနည်းအားဖြင့်ရှောလူသွားတဲ့ခါမှာရှောလူရဲ့ဓာတ်ကို तू ကိုယ်တိုင်မကင်ဘူး तू တပည့်ကိုကင်ခင်းထားတယ်ဒါပေမဲ့စိတ်ချလူကင်ပါရမှာမဟုတ်နောက်ကြောဓာတ်နဲ့ထိုးမှလင်းတော့ဆိုတော့ပြောချင်တာက तू စိတ်ချတယ်မြင်မြင်ချင်းပဲ तू စိတ်ချရတယ်ကြည့်တဲ့ခါမှာကြည့်ပြောရှုပြောနှစ်သက်ဖွယ်ရာရှိတယ်ဒီနေ့ဖျားမျက်နှာသာရရဲဆိုရင်လူတိုင်းတော့မဆိုလို့ဒါပေမဲ့ဖះခွင့်ပြုတယ်ဆိုရင်တော့ဖះမျက်နှာသာရတဲ့လူကတော့လူတွေကမျက်နှာသာမပေးလို့မရဘူးဟာလေလုယာနောက်ဆုံးမိတ်နော်မော်ဒကဲကိုတတ်ချင်တဲ့ဟာမန်က ရှင်မြင်မျက်နှာသာပေးခြင်းတော်မော်တကယ်ကို तू ကိုယ်တိုင်ကရှုံးမဲ့နေမှာပဲနော်အဲ့ချိန်မှာရှုံးမဲ့ချိန်မှာရှုံးမဲ့မှာရှင်မြင်အမိတ်ဆိုတော့ तू မပြုံးချင်လည်းပြုံးနေဟန်ဆောင်ပြုံးနေနဲ့ဖေဟာရှင်မြင်ကြီးမြောက်ချင်တဲ့ तू ကတည်သူဖြစ်တယ်စိတ်ထဲကတော့ငါတတ်ချင်တော့ तू ကိုဆိုဖေဟာခင်မျက်နှာသာရရင်တော့လူမျက်နှာသာရနိုင်ပါတယ်အာမင်ချွင်းချက်လေးတွေရှိနိုင်တယ်ဒါပေမဲ့ဒီနေရာမှာရှောလူကဒါဝိဒ်ကိုမြင်မြင်ချင်းနှစ်သက်တော့ ကြောင်းသူကိုလက်နက်ဆောင်လူလင်ဖြင့်ခံထားတယ်ဒီနေ့ထိုပိတ်သိက်တင့်ပေါ်မှာတက်ရောက်ပါစေဖခင်ကိုတင်ကိုးကွယ်လဲဆိုရင်တင်အလောက်သွားရှောင်းရင်အင်တာဗျူးမဆအသေးကိုတင့်ကိုသဘောကျနေပြီဟာလေလုယအာမင်ထိုကဲ့သို့ဖြစ်ဖို့ဖခင်ကောင်းကြီးပေးပါစေဒီမှာရှိရပြောအဲ့ဒါကျွန်တော်ပြောနေတာကျွန်မကိုပြောနေတာလို့ပြောအာမင်အာမင်အဲ့တကြီးသွားပြီလို့လူတွေကပြောလိမ့်မယ်အတွေ့အကြုံမနဲ့မရှိသေးဘူးလို့ပြောလိမ့်မယ်ငယ်လွန်းတယ်လို့ပြောလိမ့်မယ်ကိစ္စမရှိဘူးဒါဝိတ်လို့ experience မရှိတဲ့လူလည်းနန်းတော်မှာချက်ချင်းခံရချင်းခံရ hallelujah ဘုရားခင်ကောင်းမြတ်ပါれ amen အဲ့တော့ဘုရားခင်ရဲ့ဘုရားခင်ထံကသိုးတော်ဝိညာဉ်ကရှောလူပေါ်ရောက်တော့ခါမှာဒါဝိကဆောင်းကိုယူပြီးတော့တီးတဲ့ခါသိုးတော်ဝိညာဉ်ကထွက်သွားတယ်ရှောလူဒီတက်တာလေပကတိကျမ်းမှာလည်းရှိတယ်ဒီနေ့ကျွန်တော်တို့တနင်္ဂနွေနေ့မှာကိုးကွယ်ဖို့မဟုတ်တော့ဘဲနေ့တိုင်းကျွန်တော်တို့ကိုးကွယ်ခြင်းသခြင်းတွေကိုပြန်နားထောင်ရအောင် ်တခါလေးမှကျွန်တော်တို့ prison ship ဖွဲ့တွေကနော်ကျွန်တော်တို့သူများတင်းတော်တွေကတကယ်ဖျားသုံးပြနေတဲ့ဘိတ်သိက်ပါနေတဲ့ worship leader တွေကဘလို့ဥဆောင်လဲဆိုတော့ကျွန်တော်တို့ကြည်တင်တယ်ကျွန်တော်အများတန်းပြောတယ်အခုတော့ကျွန်တော်တင်းတာအားလုံးကိုတိုက်တွန်းခြင်းတယ်ကျွန်တော်တို့ HIC ရဲ့ကိုကွက်ချင်း video လေးပြန်ကြည့်ပါတခြားတင်းတော်တွေခွန်အားရစရာတိဆောက်ဆရာဖြစ်တဲ့သူတွေရဲ့ worship တခြင်းတွေလည်းနားထောင်ပါဘာလို့လဲယုံကြည်ခြင်းဆိုတာကြားနာခြင်းအဖြစ်လာတယ်အာမင်ကျွန်တော်တို့ကအတူယူဖို့ပဲမဟုတ်ပဲနဲ့ကျွန်တော်တို့ကသူတို့ဘယ်လိုလုပ်လဲဆိုတော့တင်းယူမယ်ငါတို့တိုးတက်မယ်ဆိုတာလည်းမဟုတ်တော့ပဲနဲ့ နှုတ်ကပတ်တော်များများကြားဖို့တခါလေမှာတရားဟောချက်ကြီးပဲနားထောင်ရတာညီငွေဖို့ရှိတယ်ဆိုရင်တချင်းတွေထဲမှာလည်းနှုတ်ကပတ်တော်တွေပါဟာလေလုယာဒါကြောင့်အမှန်ကန်သောတချင်းတွေနားထောင်တဲ့ဘုရားဝိညာဉ်တော်ဖျားလမ်းပြပါစေထိုနေ့၌လျှောလူသည်ဒါဝိကိုတင်ဆက်၍သူ့အဖအိမ်တို့နောက်တစ်ပံသွားနေရသောခွင့်ကိုပေးတော်မူမူနော်သူကခဏသွားတွေ့တာဒါပေမဲ့တခါတည်းလှုပ်ခတ်လိုက်တာနန်းတော်မှာမှုထမ်းဖို့ခတ်လိုက်တယ် သူ့အကိုတွေတုန်းကဘလို့တွေနော်ဘိုလောင်းတင်တဲ့နေတက်ရမယ်အမျိုးမျိုးတို့လစ်ဂျင်ကနေလောက်ရမယ်အင်တာဗျူးတွေဆင်းဆင်းသွားမယ်သူကတော့တောထဲမှာကိုးကွယ်နေတာအချိန်ကြာလာတဲ့ခါမှာရှမွေလာကလာခဲ့မင်းမရောက်ပဲငါတို့မစားဘူးဆိုပြီးတော့ဒါဝိမရောက်မချင်းစောင့်ကြတယ်ရှင်ပြန်ပိတ်သိရတယ်အဲ့ဒီပိတ်သိရပြီးတာနဲ့ချက်ချင်းနန်းတော်ထဲမသွားရအောင်တော်ထဲပဲသူပြန်သွားတယ်ရာမရောက်သွားတယ်အမှတော်ထဲမှာတိုးတွေကြောင်းတယ်ဒီနေ့ကျွန်တော်တို့ပိတ်သိဆိုတာဖြစ်အောင်မဆောင်ပဲအမှန်ဖြစ်တယ်တဲ့ရှင်ပေတူကပြောပါတယ်ဟာလေလုယာတော်တော်လေးအချိန်တစ်ခုတော့လိုတာပေါ့ ဆိုတော့အခုဒီဖြစ်ပျက်တွေဖြစ်သွားတဲ့အရာဟာနောက်ွယ်မှာတိတ်မကြသေးခင်မှာရေရှဲအိမ်မှာ ရှင်ပြန်ဘိတ်တိတ်ကိုဒါဝိကရရှိပြီးသွားပြီအဲ့ဒါကြောင့်သူ့ရဲ့အချိန်ကာလရောက်လာဖို့ရန်အတွက်အရာခတ်သိမ်းကတညီတညွတ်တယ်ပြုစုတာဖြစ်တယ်ရှောလူမနာခံလို့ဖြစ်သွားတာမှန်ပေမဲ့ဒါဝိရဲ့ဘိတ်တိတ်ဒါဝိရဲ့ကိုးကွယ်ခြင်းကြောင့်မလို့ကျွန်တော်ယုံကြည်တယ်ရှောလူသာဖျားစကားနားထောင်မယ်ဆိုလို့ရှင်လေဒါဝိရဲ့ခွဲထန်းတော့ယော့မယ်မထင်ဘူး ဒါကြောင့်ထပ်ပြောချင်တယ်ကျွန်တော်တို့ရဲ့ home cell member တွေကောင်းကြီးရတဲ့အခါကျွန်တော်တို့ရဲ့ care group member တွေကောင်းကြီးရတဲ့အခါမှာကျွန်တော်တို့ရဲ့တငယ်ချင်းတွေကောင်းကြီးရတဲ့အခါမှာမနာလိုဖြစ်တာမဟုတ်ပေမဲ့ငါကြောတော့ suit down လာကြားလဲသူ့ကြောင့်မြန်းတာနော်သူကတော့ဒုံဒုံဒုံနဲ့ကောင်းကြီးရလဲတာသူ့ဘိတ်တိတ်ကရမ်းမြန်တာပဲမိတ်ဆွေ ကျွန်တော်တို့ခွဲတမ်းမလျော့ပါဘူး hallelujah ကျွန်တော်တို့ကဘုရားကိုဆက်ပြီးကိုးကွယ်ဖို့ပဲဖြစ်တယ်သင်ဟာတောထဲမှာတယောက်တည်းအထီးချန်နေသလားသင်ကိုလူတွေကရှေ့မှာเนาะအကိုတွေကပိတ်ဆို့ထားသလားဘုရားခင်ကကောင်းကြီးပြေဆိုဘယ်သူမှသင်ကိုခွာချလို့မရပါဘူးဘယ်သူမှသင်ကိုတောက်ချန်ထားလို့မရဘူး hallelujah what is yours is yours amen သင်တွေ့ဘုရားခင်ကြံစီထားတယ်ဆိုရင်ဘယ်သူမှမပိတ်နိုင်ဘူး amen အဲ့တော့ဒါဝိတ်ကိုမပြန်ခိုင်းတော့ဘူးတခါလဲနန်းတော်မှာ နေခိုင်းတယ် အဲ့မှာစဖက်ရအောင်တရားခန်းကြီး15ငယ်ရှိကိုတူကဖက်ရအောင်ဒါဝိဒ်ဒီရှောလူစေခိုင်းသမ ्या ကိုတွား၍တတိပညာနဲ့ပြုမှုတော့ကြောင့်စစ်သူရဲ့အုပ်အရာ၌ခံထားတော်မူသည်ဖြင့်အာမင်သူရဲ့ high rank in the army သူရဲ့တပ်မတော်မှာသူရဲ့စစ်သူရဲ့ဂျားထဲမှာသူက high rank ကိုသူကပေးလိုက်တာဘာလို့လဲဒါဝိဒ်ကရှောလူစေခိုင်းသမ ्या ကိုတတိပညာနဲ့ပြုမှုတယ် ဒီနေ့ကျွန်တော်တို့တခါလေးမှာဖះเจ้าမှာအရန်နေဝင်ကျွန်တော်တိုးထိအရန်နေနှိုးစော်တော့ကျွန်တော်တို့ကျွန်တော်တို့ရဲ့တထေးတွေကျွန်တော်တို့ရဲ့ supervisor ကျွန်တော်တို့ရဲ့ manager ကျွန်တော်တို့ရဲ့လုပ်မှာကျွန်တော်တို့တခါလေးမှာနာခံမှုအားနေတတ်တယ်အတင်းတော်ကြတော့ကျွန်တော်က volunteer ဆိုတော့ဆရာလည်းအရန်ကြီး PPCC တခါလေးမှာ volunteer ဆိုလုံနိုင်တဲ့လောက်ပဲလုပ်တယ်ဆိုတဲ့ပုံစံမျိုးနဲ့ကျွန်တော်တို့ကကိုလုပ်ချင်တာကိုကိုလုံနိုင်တဲ့လောက်လေးလုပ်တဲ့အတွက်အဲ့ဒီအချက်ပါပြီးကျွန်တော်တို့ရုံးကိုပြန်သွားတဲ့ခါမှာကျွန်တော်တို့ရဲ့အလုပ်ကိုပြန်သွားတဲ့ခါမှာကိုစိတ်နဲ့အခက်မသိရင်ဆန္ဒပြတတ်တယ်မှားပါလေဒါဝိတ်က ။ तू ဘလောက်စ조사လဲဆိုတော့ရှင်ပြင်းခိုင်းသမျှကိုတဲ့ तू ကပညာတတိနဲ့လုတ်တယ်။ဒီနေ့ကစအတင်လုတ်သမျှတတိပညာနဲ့လုတ်နေဖို့ဘုရားရှင်မဆပါစေ။เนาะကျွန်တော်တို့ဥပမာနဲ့ပြောလို့ဆိုသမင်းချက်တာကစကိုယ်တထေးကနော်မာမာကြိုက်လားပျော့ပျော့ကြိုက်လားမပျော့မာမာလေးရဲ့အသာအနေတော်လေးကြိုက်လားဒါတွေကစတာပညာလိုရတယ်အာမင်ဘာဆိုတော့ဒီဆန်ကိုပဲနော်တခါလေးမှကျွန်တော်တို့ကဆန်မုံကိုခြေပြီးတော့မှမုံနေနဲ့ကျွန်တော်တို့လုတ်တယ်တခါကျရင်ဆန်ပြုတ်လုတ်တယ်တခါကျရင်သမင်းချက်တယ် ဆိုတော့ဒီဆန်ကိုပဲအမျိုးမျိုးလုပ်တယ်ဘာအတွက်လုပ်တယ်လဲဘသူကဘာကိုကြိုက်လဲကိုအိမ်မှာရှိတဲ့အဖွားကဘယ်လိုမျိုးကြိုက်လဲပညာလေးနဲ့လုပ်တယ်ဆိုရင်အိမ်မှာလှုပ်ဆောင်တော့သူပင်လင်မျက်နာရနိုင်ဖို့ဘုရားရှင်ကောင်းကြီးရှိပါတယ်ဟာလေလုယာတတိနဲ့ပညာနဲ့လှုပ်ဆောင်တဲ့အခါမှာသူက high rank ယာဒူးကြီးကြီးကိုအချိန်တိုတိုတွေမှာရရှိတယ်ဒီနေ့တင်ယာဒူးကြီးဖို့အတွက်သူတို့ဘာကိုအတင်းပြောကြရမလို့သူတို့ဘာကိုနင်းချေဖို့မို့တင်ဟာပညာတတိရှိဖို့ပဲရည်ကြီးတာဖြစ်တယ်တို့ဘေးတွေကိုတယောက်စီတိုင်းရရှိပါစေ တိတ်သဘောကျတဲ့ຢာတခုကတော့ရှင်မြင်ခန့်ပြီးတဲ့ခါမှာတဲ့ this please all the troops အဲ့ဒီဝင်ထမ်းတွေအားလုံးကလည်းသဘောကျတယ်တဲ့ပြီးတော့ Saul ရဲ့ officer တွေကလည်းဒါဝိကိုအဲ့လိုຢာဒူးကြီးကြီးပေးတာသူတို့ကမကန့်ကွက်တဲ့ပြင်သဘောကျတယ်တဲ့ဒီနေ့တင်ဖျားနဲ့တွာလာတဲ့ခါမှာလူတိုင်းရဲ့မျက်နှာသာရနိုင်တော့သူဖြစ်ပါတယ် hallelujah ဘေးမှာသာတော်ဖျားကသူ့ဤမျက်နှာသူ့အရက်ကိုမကြည့်ရှုနဲ့သူ့ကိုငါပယ်ပြီအဲ့ဒါပဲချိန်မှာပြောလဲဆိုတော့ရေရှဲအိမ်မှာရှမွေလာ ရောက်လာပြီ သူ့အိမ်မှာရှင်မင်းယာဓုပေးမယ်ဆိုတဲ့အခါသူ့အဖေကချက်ချင်းပဲသူ့အသားကြီးဆုံးကိုတခါတည်းခေါ်ပေးလိုက်တယ်။သူ့အသားကြီးဆုံးရောက်လာတဲ့အေလျာဘပြီးတော့သူ့ရဲ့ဒုတိယသားအဘိနဒတ်တတိယသားရှိမာစရုဒ္ဓသားနတနေလပြင်စမသားရက်ဒဲနောက်ပြီးတော့ဆက်တမကအောစင်နောက်ပြီးတော့ခုနှစ်ယောက်မြောက်ကအေလိကုံပြီလားတဲ့ကုံပြီရှိပါသေးလားအော်တယောက်ရှိသေးတယ်တော်တယ်မှာတဲ့အဖေကတော့မှမေ့သွားတော့တဲ့အထိသူကတကယ်ပဲအဝေးကိုရောက်နေတယ်အာတနည်းအားဖြင့် အိမ်မှာသူ့ကိုလူရမသွင်းဘူးလို့ပြောလို့ရတယ်။ဒါပေမဲ့ဖခင်ကတော့သူ့ကိုကြည်နေတယ်ဟာလေလုယာ။ကျွန်တော်တို့အပြင်ပိုင်းကတော့အရေးကြီးပါတယ်။တောင်းမှာအခုလူမဝတ်ဆိုသလိုစင်ဘူးလိုနေရာမျိုးနိုင်ငံကြီးတွေမှာတော့မှတော်တော်ကျွန်တော်တို့တခုခုတောင်းဝဲခြင်းနဲ့တခုခုဥမာကားဝဲခြင်းနဲ့ဆိုပါတော့အိမ်နေဝတ်စားနဲ့တွားလို့ရှင်တိတ်မပြချင်ဘူး။ဘာလည်းမဟုတ်ဘူးဟိုးမဟုတ်နော်ကျွန်တော်တို့မှရှိတဲ့ရာလေးကိုတန်တန်ပြပြလေးဝတ်မှပဲလူရိုသေးရှင်တို့ရှိရဲအဲ့ဒါဒါကလူတပါဘွာ ဒါပေမဲ့ဖျားကြတော့မဟုတ်ဘူးသူကအပြင်ပိုင်းကိုစိတ်ဝင်စားပဲအတွင်းနှလုံးတော့ကြည့်တယ်ဖျားဖြစ်တယ်ဟာလေလုယအေလျာဘားတို့အယက်ရှည်တယ်နော်ထောင်ကောင်းတယ်ဒါပေမဲ့ဖျားကမင်းတို့ကအပြင်ပိုင်းပဲကြည့်တာငါကအတွင်းနှလုံးတော့ကြည့်တာဒီနေ့ဒါဝိရဲ့နှလုံးသားရရှိဖို့ဖျားရှင်ကောင်းကြီးပေးပါစေသာရဖျားဒီလူမြင်တယ်လို့မြင်တာမဟုတ်ပါတဲ့လူဒီအစင်းတန်ကို ကြည့်ရှုတတ်ဤသာရဖျားမူကနှလုံးကိုကြည့်ရှုတတ်သည်ဟုရှမွေလအားမိန့်တော်မူ၏အာမင်ဒါကြောင့်ဒီနေ့နှုတ်ကပတ်တော်ရဲ့အနှစ်ချုပ်ကတော့ဗာလဲဆိုတော့ ကိုးကွယ်သောနှလုံးသားဆိုတာအပြင်ပိုင်းနဲ့လုပ်ယူလို့မရဘူးကျွန်တော်တမီးလေးစကားမပြောတတ်သေးဘူးဒီနေ့ဟိုဂျွမ်းနာဆိုရှင်အဲ့နာလဲတူတူပဲသူတို့နှစ်ယောက်ဆိုလို့တခုခုသူတို့ကျင်နေဆိုရင်ခြေတော်လေးကလှုပ်လာတာအဲ့ဆိုသူ့ကိုကျွေးတဲ့အစား तू ကြိုက်တယ်ဆိုတာကျွန်တော်တို့သိနိုင်တယ်အထဲကအရာကအပြင်နဲ့ပေါ်ပြလာတဲ့ချိန်ရှိပါတယ်ဒါပေမဲ့ပြောင်းပြန်လုပ်ရင်တော့အဆင်မပြေဘူးဘုရားခင်ကအแทနှလုံးသားကြည့်တော်ဘုရားဖြစ်ဟာလေလုယာတင်းရဲ့နှလုံးသားကဘုရားရှိမှယိုယွင်းနေဆိုရင်အပြင်မှာဘာလုံးလို့အဆင်မပြေဘူး ရှောလူလောက်တာတကယ်တကယ်မှားယွန်းတယ်လို့ကျွန်တော်တို့အနေနဲ့ဝေဖန်စရာရှိတယ်သူတို့ရဲ့ရှေးကာလယခုထိပဲအစ္စရေလတွေကစစ်တိုက်သွားရမယ်ဆိုသူတို့အရင်ဆုတောင်းရတယ်ဆုတောင်းပြီးမှသူတို့စစ်တိုက်မယ်ဒါပေမဲ့ဟိုမှာဖိလိတိတွေကလာနေပြီးဆိုသတင်းကြားတော့လူတွေကကြောက်ရွံ့နေတချို့တွေကအိမ်ပြန်ပြေးကြပြီရှမွေလာရောက်မလားတရက်ရောက်မလားနှစ်ရက်ခုနှစ်ရက်ကြာတဲ့ခါမရောက်လာတော့ရှောလူကသူ့ကသူချပစ်လိုက်တာဒါကြောင့်ဘုရားရဲ့ပလင်ဘုရားရဲ့မျက်မှောက်တော်ကိုကျွန်တော်တို့ယူသေးဖို့ရည်ကြီးတယ်မောရှိဖျားရဲ့မျက်မှောက်မှာလူပုံလဲရှိမှဘုရားကိုမတိမဲမပြုတဲ့ခါမှာခါနန်ပြည်နဲ့ဝေးသွားတယ် ဘယ်လောက်တောင်တနာစရာကောင်းလဲသူခါနန်းပြူကိုလွတ်သွားတဲ့အချိန်မှာသူမျက်စိမမုံသေးဘူးတဲ့တနည်းအားဖြင့်ဘာပြောချင်လဲဆိုတော့မြင်တော့မြင်ရတယ်ရှင်းနေတာပဲအမြင်နေရှင်းလင်းနေတာမြင်ရတာမရောက်တော့ဘူးဒီနေ့ထိုကဲတော့မဖြစ်ဘူးဖះရှင်ကောင်းကြီးပေးပါစေကျွန်တော်တို့ကယုံကြည်ခြင်းနဲ့သွားတဲ့အတွက်မြင်လဲမြင်မယ်ခံလဲခံစားရမယ်ဟာလေလုယာလက်ခုပ်တီးလက်တီးပြအောင်အာမင်တနေ့ဘုရားပို့တဲ့နေရာရောက်တဲ့အခါမှာအားလုံးကျွန်တော်အားလုံးတရားမကြံအာမင်ဘုရားဂတိတော်မြေကိုနင်းကြပါစို့ဘုရားပေးသောရာကိုရရှိဖို့ဘုရားကောင်းကြီးပေးပါစေလက်ခုပ်တီးတော်တီးပြအောင်အာမင် ။ဘုရားဂတိတော်ကိုကျွန်တော်တို့ရောက်ရှိတဲ့အခါမှာဘယ်သူမှမကြံခဲ့ဘူး။ဘုရားရှင်ကောင်းကြီးပေးပါစေ။ရှောလူကိုသူပြောတယ်ရှမွေလာက။မင်းကပထမတစ်ချိန်အထုတ်ခဲ့တဲ့သူပြင်မာတယ်။ဒုတိယတစ်ခါကျတော့ဘုရားခင်ကအာမလက်မျိုးတွေကိုရှင်းရှင်းပြသစီပါတဲ့။ကျွန်တော်နှစ်ခါသုံးခါလောက်ဟောတဲ့ထဲမှာပါဘူးတယ်။ကျွန်တော်ဂျေစုရောကျွန်တော်လေ့လာကြည့်ပြီးတော့မှတွေ့ရှိတဲ့အရာတချို့ကစိတ်ဝင်စားစရာတိတ်ကောင်းတယ်။အာမလက်တွေက သူတို့ကကြတော့ဒီညမာပုံပြင်နေမှာရှိခဲ့ဘူးရဲ့တမန်းကြားလိုမျိုးလူကနေကြားဖြစ်သွားတာလူကနေတရိษံဖြစ်သွားသလိုမျိုးသူတို့ကအဲ့ဒီမော်အတက်နဲ့အာမလက်တွေကသူတို့စစ်မနိုင်တော့ဘူးထင်သူတို့ချက်ချင်းနွားတွေတိုးတွေလုတ်ပြလိုက်တာသူတို့ကအဲ့လိုဟန်ဆောင်တက်တဲ့ဝိညာဉ်ရှိရဲ့အဲ့တော့အဲ့ဒါကိုဣတရလူမျိုးတွေကိုရှေရှေဝေးဝေးရှင်းမပြတော့ဘဲနဲ့ရှမွေလကရှောလူကိုမင်းအာမလက်တွေနဲ့တတ်တဲ့ခါတိုက်တဲ့ခါမှာအကုန်ရှင်းရမယ်နော်အကုန်တတ်ပြရမယ်နော်ပြောတဲ့ခါမှာ ဖခင်ကရက်ဆက်လိုက်တာတခါလေးမှလေကျွန်တော်တို့ကဖခင်နာမ၌သွားတဲ့သူတွေဖခင်ကိုဘင်းလေကျွန်တော်တို့ကဝေးဖန်ချင်တာဟာဆရာကတော့အဲ့ဒါလူမှုရေးအကောင်မှလို့အဲ့လောက်ကြီးရတော့မဖြစ်သင့်ပါဘူးအဲဒါမှမဟုတ်ရှင်ဖခင်ကတော့ဒါနည်းနည်းတော့များပြီးထင်တယ်မများဘူးဖခင်ကပြောရင်ပြောတဲ့တိုင်ကျွန်တော်တို့လုပ်ဖို့ပဲဖြစ်တာလေလို့ရဆိုတော့အာမလက်တွေအဲ့ဒီအကျင့်ရှိရဲဆိုတာကိုကျန်တဲ့ပုဂ္ဂိုလ်တွေကလေးလာသုံးသက်ချက်ကိုကျွန်တော်ဖတ်မိတဲ့ခါမှာအရင်ကျွန်တော်ခွန်အားရတယ်ဩကျွန်တော်တို့ကတော့တလွဲလူတွေကိုကျွန်တော်တို့ကအရင်ကိုလူကောင်းလုပ်ချင်တာကျွန်တော်တို့က ဘုရားခင်ဆုံးမနေတဲ့သူကိုကျွန်တော်တို့သွားပြုစုလို့တော့အိဗယ်မရှိဘူးသူတို့ပြောလို့ရက်ဆက်လုံးနေတော့မထင်ပါနဲ့အာမလက်လူတွေကသူတို့ကလူစင်စက်ကနေနွားဟန်ဆောင်တယ်လူစင်စက်ကနေတိုးဟန်ဆောင်တယ်ဆိုတော့အဲ့မှာရှောလူကရှင်ပြန်ကတ်နဲ့တကွာအာမလက်ကရှိတဲ့ဖန်စီယာမိတဲ့တိုးနွားတွေတဲ့အကောင်းဆုံးသူကဖယ်ထားလိုက်တယ်အဲ့နောက်ွယ်မှာဘာတွေဖြစ်လဲဆိုတာနှုတ်ကပတ်တော့မပြောတဲ့အတွက်ကျွန်တော်မသိနိုင်ပေမဲ့တေချာကတော့အာမလက်တွေရဲ့လက်ွက်ထဲမှာသူဝင်သွားပြီ ဒီနေ့ဘုရားခင်နာမအဖြစ်သင်ဟာမှန်ကန်စွာယက်တီပြီးရန်သူရဲ့လက်ွက်တဲကိုမကြဖို့ဘုရားရှင်ကောင်းကြီးပေးပါစေ။အဲ့မှာရှောလူကရှင်းရှင်းမဖြတ်စည်းပြန်ဘူး။ရှမွေလာရောက်လာတော့အာဘယ်လိုလဲဆိုတော့လူစကားနဲ့ပြောလို့ဆိုရင်အားလုံးရှင်းပြတဲ့ဆရာကျွန်တော်အကုန်လုံးလုပ်ပြီးသွားတယ်။ဟုတ်လား။ပြောနေမယ်နောက်မှနွားတန်တွေထွက်လာပြီ။စိတ်တန်တွေတိုးတန်တွေထွက်လာ။ဟာဘာဖြစ်တာလဲ။စူဖြိုးတဲ့အကောင်တွေကျွန်တော်ခြံထားတယ်။ဟာမင်းမာပြီမင်းမာပြီ။ဒီနေ့ဘုရားခင်ခိုင်းတဲ့အတိုင်းလုပ်ဖို့ဘုရားရှင်ကောင်းကြီးပေးပါစေ။ ကျွန်တော်တို့ကိုညာအောင်မပြုတ်ဖို့တည်းရည်ကြီးတယ်အာမင်ဒါနဲ့အဲ့နှစ်ချက်နဲ့ရှောလူကိုဘုရားကပြောတယ်ယခုတစ်အာနာမတီတော့ဘူးတဲ့အခုတော့ဒါရဘုရားက तू စိတ်နှလုံးတော်နဲ့ညင်ညွတ်တော်သူကိုရှာနေပြီဒါဝိကအကောင်းဆုံးတော့မဟုတ်ပါဘူးဒါဝိကသူ့လက်ကသွေးစွန်းလို့သူ့ကိုဗိမ္မာန်တော်တော်ဆောက်ခွင့်မပေးပါဘူးဒါပေမဲ့သူ့နှလုံးသားကိုတော့ဘုရားကချိန်တယ်ဟာလေလုယာဒါကြောင့်ဒါဝိစီကမကောင်းသောຢာတွေကိုသင်ငန်းစာယူမယ်သူ့မယားမပြစ်မားနဲ့နော်သူ့အတက်ကိုမတတ်နဲ့ သူမရောက်လို့ချင်းလို့သူခင်မုန်းတာသူတက်ပြစ်တာဆိုတော့သူစီကသင်ငန်းစာယူစရာရှိတာယူဒါပေမဲ့သူစီကအတူယူရမယ်နှလုံးသားမှန်ကန်မှုကတော့ဒါဝိတ်ကဖခင်ရဲ့နှလုံးတော်ကိုတွေ့တော်သူဖြစ်တယ်ဟာလေလုယာဒါကြောင့်ဒါဝိတ်စီကကောင်းသောရာမြောက်ရရှိဖို့ဖခင်ရှင်ကောင်းကြီးပေးပါစေဖတ်ကြည့်အောင်သာဝရဖခင်သည်စိတ်နှလုံးတော်နဲ့ညင်ညွတ်တော်သူကိုရှာတော်မူ၏အာမင်လူတွေကတော့အပြင်ပိုင်းကိုပဲကြည့်တယ်ဒါပေမဲ့ငါကတော့နှလုံးသားကိုကြည့်ရပြားဖြစ်တယ်။ဒါကြောင့်ကိုးကွယ်တော့နှလုံးသား ဒါဝိကဆောင်းလေးကိုယူပြီးတော့တီးခတ်တဲ့ခါမှာ music ရဲ့တကော very powerful เนาะ music တီးလိုက်တာနဲ့ဟိုလူစီကသိုးတော်ဝိညာဉ်ထွက်သွားတယ်အာမင်ဘာလို့လဲနာခံတော်နှလုံးသားနဲ့ဘုရားလက်ခံတော်ကိုးကွယ်ခြင်းပြုလာတဲ့ခါဘုရားကိုရစ်ပူဇော်လာတဲ့ခါဘုရားကိုမှန်ကန်စွာကိုးကွယ်လာတဲ့ခါမှာညံ့ငိမ့်သွားတယ် hallelujah ယောနာကို ဆုံးမတော့အဲ့ဒီ atonement ကဲ့သို့ရှောလူကိုဆုံးမတော့သိုးတော်ဝိညာဉ်ကအချိန်ချင်းနှောက်ရက်တယ်သူကအခွင့်ရေးချင်းချင်းပေးတယ်။သိုးတော်ဝိညာဉ်ထွက်သွားပြီးတဲ့ခါမှာ तू ကကိုးကွယ်တော်သူဖြစ်လာတယ်ဆိုရင်တော့ ျမ်းမာသွားမှာပေါ့ဒါပေမဲ့အချိန်ချင်းသူကသိုးတော်ဝိညာဉ်ကိုနေရာပေးလာတဲ့အခါနောက်ဆုံးမှာပျက်စီးခြင်းတို့ရောက်ရှိရဲချစ်တော်မိတ်ဆွေဒီနေ့မှာနှုတ်ကပတော်ကျွန်တော်ကိုဆင်ခေါ်နေမိတ်ဆွေကိုဆင်ခေါ်နေတယ်ကျွန်တော်တို့ကိုးကွယ်သောနှလုံးသားရှိရလားကျွန်တော်နှလုံးသားကိုဘုရားရှိခိုးမှာအစ်စ်ခံမယ်ဆိုရင်ဘုရားခင်ကဘယ်လိုနှလုံးသားလို့ပြောမလဲ မင်းကအတင်းပြောတဲ့နှလုံးသားလို့ပြောမလားမင်းကအမြဲတမ်းဘယ်တော့မှမကျေနပ်တဲ့ complain တဲ့နှလုံးသားလို့ဘုရားကသတ်မှတ်မလားဒါမို့လို့ရှင်မင်းကစစ်မှန်တော့ကိုယ်ခွေတော်သူဖြစ်တယ်လို့ပြောမလား hallelujah ဝိညာဉ်တော်ဘုရားကမဆာတော်ရှင်ဖြစ်တယ်ကျွန်တော်မတတ်နိုင်တဲ့အရာမှာဝိညာဉ်တော်ကမဆာမှာဖြစ်တယ်ဒါကြောင့်ကျွန်တော်တို့အားလုံးတူတူကစက္ကဆုတောင်းပြီးကိုတော်ကိုယ်ခွေတော်နှလုံးသားပိုင်ရှင်ဖြစ်ချင်ပါတယ် လူရဲ့အကြောင်းကိုစိတ်နှလုံးကသိတယ်တဲ့ဖခင်ရဲ့အကြောင်းကိုဝိညာဉ်တော်ကသိတယ်ဝိညာဉ်တော်ကမဆားတဲ့ကကျွန်တော်ဖခင်နှစ်သက်တော်ကိုးကွယ်ခြင်းပြုနိုင်မှာဖြစ်ပါတယ်တယောက်စီတန်းထိုပိတ်တဲ့ရရှိပါစေဖခင်ကောင်းချီးပေးပါစေအာမင်